ဆိုပြကြောင်မယုံနိုင်အောင်ဖြစ်ခဲ့ရရဆိုတဲ့အလားရွှေစိန်အောင်လုံးမဲမင်္ဂလာပရိသတ်ကြီးရှင်အနုပညာနယ်ပယ်မှာရောကိုပါလို့တွေ့မှာပါအောင်မြင်မှုတွေအားရှင်ရဲ့အလားရွှေစိန်ကတော့အခုစဉ်အခုဖြစ်သွားအဆိုပြင်းနဲ့ရွှေလက်ထရောမဲအပေါ်မှာဂျင်းနုပိတိဖြစ်နေပြီးတော့အဆိုပြင်းတစင်းနဲ့ပတ်သက်ပြီးတော့လေအလားရွှေစိန်ဟာသူ့အနေနဲ့မယုံကျေနိုင်အောင်ဖြစ်ခဲ့ရလို့ဆိုပါတယ်အဲကြောင့်လေးတွေနဲ့ပတ်သက်ပြီးတော့လေအလားရွှေစိန်ဟာခုလိုပဲပြောပြလာခဲ့ပါတယ်အလားရွှေစိန်ဟာအဆိုပြင်းကတကယ်ကိုတော်တာပါ အချက်ပြုတ်လေကောင်းတယ်ပြီးတော့သူကမုန်းလို့ရင်လည်းအရင်ကိုရတာရှိပြီးဆောက်လို့ကောင်းတာကိုရာသူ့လိုမလို့တတ်ဘူးပေါ့နော်သူအခြေပြမယုံနိုင်အောင်ကိုဖြစ်ခဲ့ရတယ်ဆိုပြကအရင်ကိုတော့လေအကူကလည်းသူရွေးမှန်သွားတယ်ကိုကလည်းကြားနေမဟုတ်တယ်စားတော့အဆင်ပြေတာပေါ့နော်အခုလည်းသူကရန်မလို့ကြွေရစားတယ်အကူအတွက်တော့စိတ်ချရပါပြီဆိုပြီးရွှေစင်ဝင်းကိုကဆိုပြတဲ့စင်ရဲ့အကြောင်းတွေကိုပြောပြလာခဲ့ပါတယ် အဲလာရွှေစင်ကတော့လက်ထက်ခွင်းတောင်ဝဲရုံကဆိုဗီယက်ရဲ့ဝဆုံကိုလေဒုက္ခရစိတ်တန်းကြပြင်ဆင်ပေးခဲ့ရပါရောင်မပြတ်တို့အတွက်ဝဆုံလေးကိုတော့ဒီဇိုင်နာရတူနဲ့တူသူမရဲ့စိတ်ကူးတွေနဲ့စိတ်တန်းကြပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်ဒီဝဆုံလေးကလေဆိုဗီယက်ရဲ့ surprise ဖြစ်စေခဲ့ပါတယ်အဲလာရွှေစင်ကတော့သူမရဲ့နုပညာရေးကွေးတွေမှရောပရိုက်တာဖက်မှာပါစူးစမ်းဆောင်ရွက်ပေးနေရပါပရိုက်တာလို့လေးတွေစူးစမ်းပြီးတော့လှူဆောင်ပေးသွားမယ့်အပေါ်မှာလေဟင်ဝိယံကအခုလိုပဲပြောပြလာခဲ့ပါတယ် ဟေဝန်ကအခုဟာပရိုက်တာဘက်ကိုလှုပ်သွားပြီးဖို့စဉ်းစားထားပါတော့။အခုချိန်မှာအလုံးကားတည်တဲ့အချိန်မလေးကျွန်တော်တနိုင်တဲ့ဘက်ကနေဆောင်ရွက်ပေးသွားမှာပါ။ပရိုက်တာလှုပ်တွေကိုလည်းဆောင်ရွက်ပေးသွားရင်ဖြတ်တန်းသွားမယ်။ကိုကူညီပေးလိုက်ရလို့ရလိုက်တဲ့ BD ကဘာနဲ့မှမလဲနိုင်ပါဘူးဆိုပြီးဟေဝန်ကပြောပြလာခဲ့ပါတယ်။အခုဆိုရင်ဟင်းဝင်းရံနဲ့ဆိုပြီးဒစင်တို့ကချစ်တူတတန်းချောင်းနဲ့တောင်ပြစ်သွားပြီးဖြစ်ပြီးအကြမီမော်ရိုရှုလက်တွေကြတော့မှာပါအရင်ပေါ်မှာလေပရိသတ်တွေကမန်နီမှာအမျိုးမျိုးရေးသားကဆူတောင်းပေးနေကြပါတယ် ဖိုက်တာတွေကတော့အခုလိုသတင်းကောင်းလေးအကြောင်းဝန်သားနေကြပါတယ်။ဟေဝင်ရရောဆိုပြတဲ့စင်တို့ကအမှုပညာနယ်ပယ်မှာအောင်မြင်မှုတွေရရှိထားပြီးပြည်သူရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိထားသူတွေဖြစ်ကြပါတယ်။အလာရှိစင်လေးရတော့အခုဖြစ်သူဟေဝင်ရလို့အမှုပညာရဲ့ကွေတွေမှာလည်းအောင်မြင်မှုတွေရရှိလာခဲ့ပြီးသူရဲ့ချစ်စရာကောင်းတဲ့ယုံကြည်လေးနဲ့ဒီလိုဆောင်ပြပြန်ကောင်းမွန်လာကြောင်း ။ပရိသတ်တွေကအလာရှင်ဇယန်တို့ပြန်လှုပ်ရှားမှုတွေမှာအပြေအဝအပြေဝင်ရပေးနေကြပါတယ်။အခုလရှင်မာတို့ကိုပိုင်စီပိုင်လူတွေကိုစူးစမ်းလုပ်ကင်နေပြီတပတ်မှလည်းလူတန်းထောက်ပံ့ပေးနေရကိုတွေ့ရပါတယ်အလာရွေစင်ကတော့အခုစင်ကိုပိုင်စီပိုင်လူတွေမှာပါစူးစမ်းလုပ်ကင်နေပြီတပတ်မှလည်းအမှုပြလူတွေကိုစူးစမ်းပြီးတော့လုပ်ကင်နေလေရှိပါတယ်တို့မှာတော့ကိုလရှင်မာချင်းရေးကိုမစင်စားသေးပဲကိုဝတနာပါတဲ့အမှုပြလူတွေကို စူးစားလုကိုင်းသွားမယ်လို့ဆိုပါရယ်အဲလာရွှေစင်ကတော့တမရဲ့အခြေအပေါ်ခုလိုပဲပြောပြလာခဲ့ပါရယ်အဲလာရွှေစင်ကအခြေအေကိုတော့တိတ်မစင်စားဖြစ်ပါဘူးကိုရလုတွေကိုပဲစူးစားလုသွားမှာပါအခြေအနေပတ်သက်ပြီးကို့ဘောတကယ်နားလည်မှုပေးနိုင်တဲ့သူမျိုးကိုရွေးချယ်မှာပါတပွားအလုံးလက်တဲသွားမှာမို့လေဆိုပြီးအဲလာရွှေစင်ကတမရဲ့အခြေအပေါ်ပြောပြလာခဲ့ပါရယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။